အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့ Tottenham Hotspur တင်းရဲ့ဒီနှစ်ရဲ့ဒါပထမဦးဆုံး here we go သွားခဲ့ပါပြီဒါမင်းညကလည်းဘယ်သူမှမထင်ထားခဲ့ဘူးဘယ်သူမှမထင်ခဲ့တဲ့အလုပ်တစ်ခုကိုဒါ Tottenham Hotspur တင်းကလုပ်ပြခဲ့တာဖြစ်ပါတယ်အထင်တော့မကြီးပါနဲ့ easy လဲမဟုတ်သူ Xavi Simonso အုပ်စုလဲမဟုတ်ပါဘူးစပါးသိန်းတစ်ခုလက်ရှိဒါသူတို့ရဲ့ဒါကျွန်တော်တို့အားကစား driver လက်ရှိအားကစား rider ဖြစ်တဲ့ Jonathan Langi ရဲ့ဒါဂျေဇူးတွေကြောင့်မို့ဒါ Jonathan Langi ရဲ့ဂျေဇူးတွေအများကြီးမှန်းနေပြောအများကြီးရှိတယ်အဲ့ပဲအဲ့ပဲကြောင့်မို့ Lucas Barker ပဲဒီပါရထားတာတော့ပြောလို့တော့မရအဲ့တော့လက်ရှိမှာ Tottenham Hotspur အသင်းရဲ့ဒီနှစ်ຫນွေရဲ့ဒါကစားသမားအစ်ပထမဦးဆုံးခေါ်ယူမှုကတော့ဂျပန်နိုင်ငံအသင်းရဲ့ဒါကျွန်တော်တို့ international ပေါ့ဂျပန်ရဲ့ လက်ရှိစန်တာဘက်ကစားသမားလေးဖြစ်တဲ့ဒါကိုတာတကိုင်းဆိုတဲ့ chart လေးကိုကျွန်တော်တို့ခေါ်ယူနိုင်လိုက်ပြီဖြစ်တယ်ဆိုတာကို Athletic UK ကလက်ရှိမှာဒါ Paul O'Keefe ကတော့တရားဝင် confirm လုပ်ထားတယ်လို့သိရတဲ့အတွက်ပါပါတယ် okay အဲ့ဒါဆိုအဲ့ဒီအပြောင်းရွှေ့လေးကြောင့်ဒီဒီလေးနည်းနည်းလေးပြောလိုက်အောင်စပါတင်နေတာကျွန်တော်မနေ့ပြောအပြောင်းရွှေ့မှာအလုပ်လုပ်နေတယ်ဆိုတာအကုန်လုံးသိခဲ့ပေမဲ့ဒီလိုမျိုးဒါအရန်လန်ပြန်ထွက်နေတဲ့ဒါအပြောင်းရွှေ့ကိုလုပ်လို့မသိဘူးဒါပေမဲ့ no offense ပါဒါတစ်ခါကျရင်ခုနကပြောကိုဒီပတ်ဆက်အများကြီးမပေးရတဲ့ကစားသမားတွေဒါအားကောင်းတဲ့အတွက်ကြောင့်ဒါလည်းအများကြီးဖြစ်လာနေတယ်ပြောလို့ရတယ်ဒါပေမဲ့ လက်ရှိမှာဒါစွားအသင်းနဲ့အာရှမာကတ်ကိုအရန်ဝင်လွှားကြီးရတယ်မှာပါတယ်။ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါကျွန်တော် of course ဒါကိုရီးယားကစားသမားတွေပြီးရင်ဂျပန်ကစားသမားတွေပဲလှည့်မယ်ဆိုကလေးစားခွေးစုံအကုန်လုံးတည်ပြီးသားဖြစ်ပါတယ်။အဲ့တော့ဒါပါလက်ရှိမှာဒါကျွန်တော်ဒီကစားသမားကတော့ဒါစွားအသင်းနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုတော့ယူရိုဟုတ်ယူရိုမုတ်ပေါင်း၅သန်းနဲ့ခေါ်ယူခဲ့တယ်လို့သိရတယ်မှာပါတယ်။ ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်လက်ရှိဒါဘုမွယ်လင်းလင်းပြောတာဒါကျွန်တော်တို့ဒီအေးပေါ့ဒီနေ့မနက်မှာသူ့အကြောင်းကျွန်တော်ဟိုလိုလိုဒီလိုလိုလာကျွန်တော်တို့လေ့လာတယ်ဒီကစားသမားဂျပန်ကစားသမားဖြစ်တယ်ပြီးတော့ဒါကျွန်တော် defender center back ပေါ့နော်ဒါကျွန်တော် right back မှာလည်းသူ solo လုပ်ရတယ်ပြောချင်တာဒါ pedro buri ရဲ့နောက်မှာလည်းသူ solo လုပ်ရတယ်ပြောချင်တာ just spence နဲ့ destiny ugogi ဒါကျွန်တော် right back နေရာမှာဒါကျွန်တော်တို့အာတက်ခိုင်းနဲ့ဒါကျွန်တော်တို့ဟိုဖြစ်လာမယ်အဲ့တော့စပါးတဲ့နေ့ခုလက်ရှိမှာကျွန်တော်စိတ်ဝင်စားတဲ့အချက်ကဒီကစားသမားကိုခေါ်ပြီးအငှားပြန်ချမှာလားမင်းဟဲ့အောင်ရမ်းပုံစံမျိုးအဲ့တော့လက်ရှိကျွန်တော်ဖတ်မိရတဲ့လောက်ကသူ့ရဲ့ j league မှာတော့ ဒီဒီဘဲလေးကဒါမိနစ်60အပြည့်ဆော့ခဲ့ရတဲ့ပွဲရယ်16ပွဲတိတိရှိခဲ့တယ်။ဒါမဆိုးဘူးလို့ပြောလို့ရတဲ့ခြေစွမ်းဖြစ်တယ်။ဒါပေမဲ့အသက်ရွာဖြစ်တော့ငယ်သေးတယ်ဗျ။အခုလက်ရှိမှာဒါအသက်မှာ20ပဲရှိတယ်။2000လေးခုနှစ်ဖွားဖြစ်တာတဲ့။ကိုတိုတကိုင်းနဲ့အခုလက်ရှိမှာအသက်20ပဲရှိသေးတယ်။ဒါပြောချင်တာလက်ရှိမှာဒီဘဲလေးကဒါမဆိုးဘူးလို့ပြောလို့ရတာ။ဒါသူ့အတူဒါကျွန်တော်တို့ ကျွန်တော်တို့ပေါ့ကျွန်တော်ဒါဘလို့ပဲပြောပြော နောက်နေတယ်ဆိုတာမှန်ပေမဲ့သူဟာသူဒါကျွန်တော်လက်ရှိ market area ဆိုတော့မဆိုဒါပေမဲ့လက်ရှိဒီကစားသမားကိုခေါ်ယူမှုက spa အသင်းနေနေတာ jelly ရဲ့ဈေးအကြီးဆုံးခေါ်ယူမှုတစ်ခုဖြစ်လာတယ်ဆိုပြီးတော့ရေးသားလာခဲ့တာတွေ့ရမယ်ဒီကစားသမားလက်ရှိမှာတော့ Kawasaki Frontier ဆိုတဲ့အသင်းမှာစောင့်နေတာဖြစ်ပြီး spa အသင်းနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ခေါ်ယူနိုင်ခဲ့တာဖြစ်ဒါပေမဲ့စိတ်ဝင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတာ spa အသင်းနဲ့ဒီကစားသမားကိုကျွန်တော်ဒါခုနကပေါင်၅သန်းပေးခဲ့တယ် ရုပ်ရည်ကြည့်မယ်ဆိုအော်ဒီလိုကစားသမားမျိုးပေါင်၅သန်းပေးတာတိတ်တော့မထူးဆန်းပါပဲ။စာချုပ်တက်တစ်နှစ်ပဲကျန်တဲ့ကစားသမားကိုစပါပေါင်၅သန်းအထိပေးခဲ့တာဖြစ်တယ်။အဲ့တော့ဒါကျွန်တော်တို့ဒါပုံမွေလင်းလင်းပြောရမယ်ဆိုလက်ရှိမှာဒါကျွန်တော်တို့ပြည်သက်တွေကြားထဲမှာဒါလက်ရှိဒါဖူဘောမန်နေဂျာဘောဆိုရဲလူကဒီဘဲလေးကိုတီးကြရလို့ဆိုတဲ့ကျွန်တော်ကတော့မသိဘူးဘောကျွန်တော်ဆိုရအောင်မဟုတ်တာဒါကျွန်တော်လက်ရှိမှာအဲ့ဟိုတနိုင်ငံလောကကစားသမားဘဲပူတက်ရှင်ဖြစ်တဲ့ဥစ္စာကိုကျွန်တော်လက်သိမသိဘူးအဲ့တော့ ကိုကိုကိုတူမကိုတာတကိုင်းအနေနဲ့အခုလက်ရှိမှာဒါဖူဘောမန်နေဂျာရဲ့ကစားသမားတွေတမအာရှတမဟာကျွန်တော် rate တွေအများဆုံးတမပါတဲ့ကစားသမားတွေပါတယ်လက်ရှိမှာဒါ rising star ပြောပုံရဆိုစပါတင်တဲ့ဒီကစားသမားဒါကျွန်တော်လက်ရှိခေါ်ရလိုက်ကစားသမားဒါအာရှ ခံစစ်မှုတွေက upper rising မှာအကောင်းဆုံးတွေကတယောက်ဆိုပြီးသူကရေးသားတာအဲပြောချင်တာ Jonathan Langley ဒါဒါလက်ချက်ပဲလို့ပြောလို့ရရတယ်ပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော်ပေါင်9သန်းနဲ့ကျွန်တော်ခေါ်နိုင်ခဲ့တဲ့ကစားသမားကတော့မြင်းမြန်ဆန်ဆန်ပဲပုတ်ကူကြီးရသဘောတူညီမှုရခဲ့ပြီးတော့သူအနေနဲ့ဥရောပမှာဆော့မဲ့အိမ်မက်တစ်ခုချက်ချင်း account ထည့်ဖို့ခဲ့တယ်လို့သိရတယ်။ဒါပေမဲ့ဒီတက်ပုံဝင်စိတ်ဝင်စားတာပေါ့ကီပဲပြောဖို့ရဆိုတော့ Spa အသင်းနဲ့ဒီကစားသမားလက်ရှိမှာအငှားချဖို့အစီအစဉ်မရှိဘူး။ Spa အသင်းမှာပဲလက်ရှိမှာအသုံးချသွားအောင်ပြပြီးလက်ရှိဒါ Spa အသင်းနဲ့ Champions League လေးဆိုရမယ်။ဒါ Plus ပေါ့မြူပြင်း ကပ်ပလာပြိုင်ပွဲဒီမှာဆိုးရမတကြောက်ဒါခံစင်မှုဒါ right back ပုံစံမျိုးလဲလိုအပ်တဲ့အခြေအနေမို့လို့တို့အနေနဲ့ဒါခေါ်ယူခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်အဓိကဒီကစားသမားကို Thomas Frank နဲ့ပထမဆုံးညှိနှိုင်းခဲ့ပြီး Thomas Frank ကိုတိုင်ဒါသူ့ရဲ့ identity သူ့ရဲ့ stats ကိုကြည့်ပြီးဒါသဘောတူခဲ့တာဖြစ်ပြီးစပါးအသိခေါ်ယူခဲ့တာကဆိုင်တော့ဒါ Thomas Frank ရဲ့သဘောတူညီမှုကိုလည်းရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့မြင်ခဲ့တယ်တဲ့မှာပါတယ်အဲ့တော့ ပြောချင်တဲ့အိပ်ပဲကစပါသေးရပထမဆုံးခေါ်ယူမှုကဈေးတော့ပေါ်နေတယ်ပဲလက်ရှိမှာဒါမစိုးဘူးလို့ပြောလို့ရတဲ့ခေါ်ယူမှုတစ်ခုလို့ပြောရအောင် of course ကိုကိုတင်ရောက်လာကစားကစားသမားပဲမကောင်းဘူးပြောလို့မှမရတာကောင်းတယ်ကြိုက်တယ်အရင်ကြိုက်တာပဲအဲ့လူတွေကပေါက်ကြရလို့လည်းငါ့ကိုတချို့လူတွေပေါက်ကြရရင်တော့ပြောနေတယ်အဲ့တော့အဲ ဲ့တော့စကူရီရဲ့ပထမဆုံးဒီနှစ်တွေရာသီးရဲ့ခေါ်ယူမှုကတော့ဒါကျွန်တော်ကိုတာတကိုင်းဖြစ်သွားပြီကစားသမားကတော့ကျွန်တော်တီးတလောက်ကတော့ဒီနှစ်မှာ join ဖြစ်တဲ့လာဒီနှစ်မို့နောက်လမှာအဲ့ပေါ့လာဇူလိုင်လမှာစတင်ပြီးတော့စပါတင်းနေတူဒါစတင်ပြီး join မပြောလို့ရကျွန်တော်ထင်တာကရှင်းရနေဇူလိုင်မှာစပါတင်းဒါကျွန်တော် pre-season စမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါရှင်းရနေဇူလိုင်မှာစတင်ပြီး join ဖြစ်မယ် of course ဒါကျွန်တော်အာရှကစားသမားကိုအာရှ2မှာထည့်မယ်ဆိုတော့ထူးဆန်းတဲ့ဥစ္စာမှာမဟုတ်တာအဲ့တော့ဒါကိုတာတကိုင်းကိုတော့စပါတင်းနေတာပေါင်၅သန်းနဲ့ဒါကျွန်တော်ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ကစားသမားကိုတော့9နှစ် +10 နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့စပါတင်းနေတဲ့အခုလက်ရှိမှာဒီကစားသမားကိုလုခလာစားက ော့တော်တော်မသိရသေးဘူးကောလာဟာလာရတာပေါင်1000တောင်းခွဲနဲ့2000ကြာပြီးတယ်လို့တပတ်သိရတယ်ဗျာတော့ဒီကစားစပါအသင်းနဲ့လက်ရှိမှာဒါကိုတာတက်ကိုင်းကို here we go သွားခဲ့ပြီဖြစ်တယ်ကဝါစကီ frontier ကနေပြီးတော့ဒါကြောင့်တစ်နှစ်ပဲကြံတဲ့ကစားသမောင်းပေါင်5သန်းတိပေးပြီးတော့ခေါ်ယူခဲ့တာဖြစ်တယ်ကစားသမောင်းက center back နှစ်နေရာအောင်ဆော်တယ် LCB က RCB ကသူ့ရဲ့အာသန်တဲ့ position ကတော့ဒါကျွန်တော် RCB နဲ့ RB ဖြစ်တယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့စပါအသင်းတို့ကခံစင်မှုနောက်တစ်ယောက်တစ်ယောက်တိုးလာပြီးအာရှသားတစ်ယောက်တိုးလာအဲ့တော့ လက်ရှိကျွန်တော်နည်းနည်းလေးဖတ်ပုံရကျွန်တော်ဒါအခုလက်ရှိဒါကျွန်တော် comment တွေမှာဖတ်ပုံရဆိုတော့လက်ရှိမှာဒါအီတိုနဲ့တူတယ်ပြောတယ်အီတိုအီတိုအီတိုဆိုလက်ရှိကျွန်တော် အီတိုကဟောမှာမလာဘူးဘိုင်ယန်မြူးနစ်မှာထိုင်တယ်ဘိုင်ယန်မြူးနစ်မှာဒန်ယန်ရနေတဲ့ကစားသမားအီတိုနဲ့ကစားပေါက်ဆင်တယ်ဆိုပြီးလက်ရှိမှာပြောတယ်ဗောနော်ဟုတ်မဟုတ်ကွာသူတို့ပြောတာပဲသိရကျွန်တော်လက်သိရတာမဟုတ်မြင်မှုတာလည်းမဟုတ်ရှူးရအောင်မြင်မှုတဲ့ဥစ္စာလည်းမဟုတ်အဲ့တော့ဒါပါလက်ရှိအချိန်တွေကနောက်ဆုံး update တွေကဒီလောက်ပဲကျွန်တော်သိတယ်အဲ့တော့နောက်ထပ်တစ်ခုအနေနဲ့ထပ်ပြီးပြောမယ်စပါအသင်းတဲ့အခုလက်ရှိမှာသတင်းကောင်းလေးနဲ့စတင်ပြီးတခုမှသတင်းကောင်းလေးထပ်ပြီးပြောချင်တာပါလဲဆိုတော့စပါအသင်းရဲ့ easy ရဲ့စာချုပ်ဖြတ်သိမ်းကြီးကိုပေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေတစ်ဖွာဖွာထွက်လာခဲ့ပြီဖြစ်တယ်အဲ့စာချုပ်အသင်းဘာလို့စပါအသင်းနဲ့ဒါကျွန်တော်တို့ ်အီဇီယားစာချုပ်ဖြတ်သိမ်းခြင်းကိုပေးဖို့အတွက်စိတ်ဝင်စားသွားလဲဆိုတဲ့အဖြေကအဖြေကရှင်းပါတယ်တစ်ဖက်က Crystal Palace နဲ့သူတို့ Europa League ရဲ့ဝင်ခွင့်အတွက်ဒါ Europa League အတွက်သူ့အနေနဲ့ပတ်စံအများကြီးပြန်ရှာခြင်းနဲ့အတွက်ကြောင့်မို့ Europa League အတွက် squad ကိုတောင်းတင်းအောင်လှုပ်ခြင်းနဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါလက်ရှိမှာ Easy ကို ရောင်းချပြီးတော့သူတို့အနေနဲ့ဒီရောင်းချတဲ့ပတ်စံကနေပြီးတော့ အဲသူတို့ Europa League squad အတွက်ဒါပြန်ပြီးပြင်ဆင်လိုက်ခြင်းနဲ့ဆိုတဲ့သဘောမှရှိတယ်ပေါ့နော်ဒါလက်ရှိ update ပေါ့အဲ့တော့ Spurs နဲ့လက်ရှိမှာဒါကျွန်တော်မကြခင်လားများမကြမီဒါတိလောက်ကဇူလိုင်လ easy ရဲ့စာချုပ်အ easy ရဲ့စာချုပ်ဖြတ်သိမ်းကြီးကဇူလိုင်လ၁ရက်နေ့အသက်ဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စပါးအသင်းရဲ့ easy ရဲ့အပြောင်းရွှေ့မှာတော့ဇူလိုင်လ၁ရက်နေ့ထိစောင့်နေတယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေတယ်ဟုတ်မဟုတ်ကတော့တို့တွေပဲသိမှာပေါ့နော်တို့တွေနေတာဟိုအေးပေါ့ 20တန်း20သုံးနှစ်ရစ်ကြကတော့တန်းပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်လည်း easy ကြိုက်ပါတယ်ဆောင်းအားလည်းမိုက်တယ်အဲ့တော့ဒါဒါပေမဲ့စပါးသင်းရတာကျွန်တော် statement ဆိုင်ငယ်တစ်ခုဖြစ်သွားနိုင်တယ်ဗောနော်မစိုးဘူးလို့ပြောလို့အဲ့တော့စပါးသင်းတစ်ခုလက်ရှိမှာ easy ကိုသဘောကျတယ်ဇူလိုင်လ1ရက်နေ့မှာဒါစာချုပ်ဖြတ်သိမ်းကြတာတတ်ဝင်မယ်ချက်ချင်းဆိုဆိုဒါကျွန်တော်တို့တို့အနေနဲ့ release clause ကို activate လုပ်မယ်လက်ရှိမှာလည်းစပါးသင်းအနေနဲ့အခုလက်ရှိ easy နဲ့ဒါကျွန်တော် diet ဆော့သွဲမှုတချို့ရှိခဲ့တယ်လို့သတင်းတွေထွက်လာခဲ့ပြီးတော့ပုံကိုရေးရသဘောတူညီမှုကလည်းအဲ့လောက်ထိခက်ခဲမှာမဟုတ်ဘူးဆိုတော့ တရင်းနေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒေါက်တာဟော့စပတ်တင်တဲ့ဒီအပြောင်းရွှေ့မှာတော့သူတို့အနေနဲ့ဒါမင်းမြန်ဆဆန်ရွှေ့လျားနေသူရဲ့ easy ကိုလက်ရှိမှာလူချင်းတဲ့ကလပ်ပြီးရှိနေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီအပြောင်းရွှေ့ကိုမင်းမြန်ဆဆန်ကိုလွေလျားနေတယ်လို့ပြောတဲ့တဲ့မှာပါအဲ့တော့ easy ကိုတော့ကျွန်တော်လူချင်းတယ်ဗျာခင်ဗျားတို့ကျွန်တော်ပုံမှန်လေးပြောတကယ်ကိုကတော့အများကြီးအများကြီးမျောလင့်ထားတဲ့ကစားသမားတွေတည်းကဘာလို့လဲဗျအခုဒါကိုယ့်အသေးတစ်ခါရရင်ဖီးဖြစ်နေတာပါလဲဆိုတော့ ယူရိုပါလီရတဲ့အသင်းရောဟုတ်ရဲ့လားအခုလက်ရှိမှာချန်ပီယံလိဝင်တယ်ဗောသူများအသင်းတွေ move လုပ်နေတယ်ဆိုတာတွေ့ရမှာလားကိုရီနဲ့ဗျာရှင်ပြီးရှုံးသွားခဲ့တဲ့ United အသင်းက Brian Aubameyang ကို63တန်း64တန်းပေးပလိုက်တဲ့အချိန်မှာကိုရီအနေနဲ့အင်း easy တော့တန်းနဲ့ဆယ်တော့တုံးနဲ့အရေးကြလောက်နဲ့တုံးမယ်ဆိုတော့မစိုးဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ဗောတကယ်လို့စိတ်ပြတ်ဖို့ကောင်းတယ်ဗောနော်အမှန်တမ်းပြောမှာအသင်းတဲ့မဲ့ကို့အသင်းမဲ့ကို့ဘာတွေ expect လုပ်ရမှာလဲဟုတ်တယ်မှာဟိုချစ်ရမှာပဲအခုလက်ရှိမှာခင်ဗျားကျွန်တော်ကိုကိုရီဘယ်လောက်စောက်ဖို့ပြောလဲပြပြမယ်နော်ပြောပြမယ်ပြောပြမယ်ခင်ဗျားတို့ ာခင်ဗျားတို့စိတ်နာတယ်ပါညာတာစပါတိပတ်စပ်မပေးတော့ဘူးပြောရမလားလက်ရှိမှာဟောင်ကောင်သွားဖို့ကြိုးစားရတယ်ဟောင်ကောင်မှာတော့သုံးပတ်တည်းနေမှာလေကျွန်တော်ဒါဟိုဟာအာစနယ်နဲ့စပါနဲ့ဒါကျွန်တော်တို့အဲရာသီကျူချစံပွဲစဉ်ရှိတယ်ဗောနော်တော်မဖရိုင်ဒါကျွန်တော်ပထမအောင်ဆုံးဒါကျွန်တော် competitive ပွဲစဉ်တစ်ပွဲဆိုတော့အရင်သွားကြင်တာလူကလူဖြစ်လူကလူဖြစ်လူကလူဖြစ်အဲ့တော့အဲ့တော့လက်ရှိ situation ရာဒီလိုပဲဗောနော်ဒီလိုပုံစံမျိုးဗောအဲ့တော့ အဲ့လိုပါပဲဟဲ့အရောထားပါ here we go ဖြစ်သွားခဲ့တယ် spa ဒီနေ့မနက်စောစောပိုင်းမှာဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ dv4u တို့မှာကျင်းလို့ဆိုတော့ပေါင်းကုန်ကြည့်လို့ရပါတယ်များများလေးလည်း clip ဖို့မပြေးကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0တဲ့ dv4u တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကုန်ကြည့်ပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မပြေးကြပါနဲ့ဟုတ်များများ clip မှာများများနိုင်ဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေတယ်ဗျကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ 睇方便。